အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှုတ်သက်စာ channel ကနေပြီးတော့ကြိုဆိုပါရစေ။ဒီကနေ့နိုဝင်ဘာလ17ရက်နေ့နေကင်းပိုင်းနှုတ်သက်စာ channel ကနေပြီးတော့နောက်ဆုံးရ online သတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါရစေ။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာ။ဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီ DKBA ကောင်းဆောင်၄ဦးကိုကြားဖြတ်အမှုနဲ့အမေရိကန်ကတံခတ်ပိတ်ဆို့လိုက်ပါရစေ။ နောက်ပြီးတော့မြန်မာမှာရှိတဲ့ကြားဖြန့်တွေနှိမ်နှင်းဖို့အမေရိကန်အထူးတပ်ဖွဲ့ဖွဲ့တယ်လို့သိရပါတယ်ခင်ဗျာပြီးတော့နာမည်ကြီးကြားဖြန့်ခေါင်းဆောင်ရှီဂျီချန်းကိုဒီတရုတ်အနာပိုင်းလက်ထက်ရောက်သွားပြီလို့သိရပါတယ်ပြီးတော့စလင်းကြီးမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုရှောက်တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်တယ်လို့သိရပါတယ်ပိဆုတ်တက်ခိုက်ခံရတဲ့ point 63လုံးကိုစစ်ကော်မရှင်ကထိခိုက်ဒေဆုံမှုတွေများပြီးတော့ ဗိုလ်ကြီးရာထူးအဆင့်ရှိသူတွေပါတည်ဆုံနေတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ NUG ကဝန်ကြီးဌာနတချို့ကိုဦးစီးဌာနဖြစ်ပြောင်းလဲနေပါတယ်။ပြီးတော့ဒီမင်းအောင်လိုင်ကိုဖမ်းဖို့ချက်ချင်းလို့လုံးကြဖို့ဒီကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းကိုယ်တည်းဥကြုံမိုးထွန်းကတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒီသတင်းတွေကိုသူသည်တင်ဆက်ပေးမှာဖြစ်ပါတယ် ထမအဆုံးသတင်းတပုတ်အနေနဲ့ကတော့ဒီ DKBA နဲ့ခေါင်းဆောင်၄ဦးကိုကြားဖြတ်မှုနဲ့အမေရိကန်ကတန်ခတ်ပိတ်ဆို့တယ်ဆိုတဲ့သတင်းနဲ့စတင်တင်ကြပါရခင်ဗျာဒီအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးတော့စိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကြားဖြတ်မှာပါဝင်ပတ်သက်တာကြောင့်မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ထိတ်တန်းခေါင်းဆောင် Society စိုင်းကျော်လာစောစိန်ဝင်းနဲ့စောစန်းအောင်တို့ကိုပိတ်ဆို့ရေးယူတာတွေ့ ချမှတ်လိုက်တဲ့အကြောင်းအမေရိကန်ဗန်နာ၏ဝင်ကြီးဌာနရဲ့နိုင်ငံပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကနိုဝင်ဘာ12ရက်မှာကြေညာခဲ့တာဖြစ်ပါတယ်။ဒီဓာတ်ပြင် Trans Asia International Holding Group Thailand Company Limited နဲ့ True Star Company Limited တို့နဲ့အတူထိုင်းနိုင်ငံသားချမ်းမူစွမ်တို့ကလည်းတရုတ်ရာဇဝတ်ကိုင်းတွေနဲ့ဆက်ဆက်ပြီးတော့ online လိမ်လည်မှုစင်တာတွေတည်ထောင်ဖို့ DKB နဲ့ပူးပေါင်းဆောင်ရွက်တာတွေအတွက်ပိတ်ဆို့ရေးယူခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။ အရေးယူဆောင်ရွက်မှုရဲ့ရလတ်အနေနဲ့အထက်မှာဖော်ပြထားတဲ့ Facebook ခံထားရသူတွေရဲ့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ဓမ္မမဟုတ်အမေရိကန်နိုင်ငံသားတွေရဲ့ပိုင်ဆိုင်မှုတို့မို့ဒီထိန်းချုပ်မှုအောက်မှာရှိတဲ့ပိုင်ဆိုင်မှုနဲ့အကျိုးစီးပွားအလုံးကို Facebook ထားပြီးတော့ OFAC ကိုအစီရင်ခံမှာဖြစ်ပါတယ် online ငွေလိမ်ရာဇဝတ်ကွန်ရက်တွေဟာအမေရိကန်နိုင်ငံသားတွေဒီကနေဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်လည်ရင်းနှီးမြှုပ်နှံတဲ့အစီအစဉ်တွေနဲ့ခိုးယူနေပြီးတော့ရရှိလာတဲ့ငွေကြေးတွေနဲ့ DKB ရဲ့လုပ်ငန်းတွေကိုထောက်ပံ့ပြီးတော့မြန်မာနိုင်ငံပြည်တွင်းစစ်ကိုပုံမှုစိုးဝါးစေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာဒါကြောင့်ပိတ်ဆို့ရေးယူမှုနဲ့အတူရှေ့တောင်အရှအထူးသဖြင့်မြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေမှာလဲပတ်နေတဲ့ အစိုးရဆုံးလိန်လယ်မှုစင်တာတွေနဲ့၎င်းတို့ရဲ့ကောင်းဆောင်တွေကိုစုံစမ်းစစ်ဆေးဖို့ဖြိုခွင်းဖို့နဲ့တရားစွဲဆိုဖို့အမေရိကန်ပြည်ထောင်စုတရားရေးဝန်ကြီးဌာန FBI နဲ့ Secret Service တို့ပူးပေါင်းပြီးတော့လိန်လယ်မှုစင်တာတပ်ဖြတ်ရေးအဖွဲ့ SCSF ကိုဖွဲ့စည်းလိုက်တယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီလုံဆောင်ချက်တွေခါနေဆက်ဖြတ်ကျော်ရာသွေးဂိုင်းတွေကိုတိုက်ဖြတ်ဖို့နဲ့အရှိတောင်အရှာ စင်တာမှာကြီးမားတဲ့စိုက်ဖာလိန်လယ်မှုတွေကနေပြီးတော့အမေရိကန်နိုင်ငံသားတွေကိုကာကွယ်ဖို့ပုံမူကျပြန့်တဲ့အမေရိကန်အစိုးရရဲ့ကြိုးပမ်းမှုတွေကတသိတပိုင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါရခင်ဗျာအမေရိကန်ဟာ2025ခုနှစ်မေလ9ရက်နေ့မှာလဲကရင်နယ်ခြားဆောင် BGF ခေါင်းဆောင်စောက်ချစ်သူနဲ့၎င်း၏တာနှုတ်ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့အဖြစ်သတ်မှတ်ရေးယူခဲ့ပါရခင်ဗျာ နောက်အဲ့ဒီတရင်နဲ့တစ်ဆက်တည်းမှာပဲဒီမြန်မာမှာရှိတဲ့ကြားဖြန့်တွေကိုနှိမ်နှင်းမှုအမေရိကန်အထူးတပ်ဖွဲ့ဖွဲ့လိုက်တယ်လို့ဆိုပါတယ်။အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့မြန်မာနိုင်ငံတွင်းအခြေပြုဆိုင်ဘာလိမ်လည်မှုလုပ်ငန်းတွေကြားဖြန့်နှိမ်နှင်းဖို့ဒီအထူးတပ်ဖွဲ့ဖြစ်တဲ့ Second Center Strike Force ကိုဖွဲ့စည်းလိုက်တဲ့အကြောင်းအမေရိကန်နိုင်ငံကြီးဌာနကနိုဝင်ဘာ12ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ။အဲ့ဒီအထူးတပ်ဖွဲ့ကအမေရိကန်ရှစ်နေရုံတရားရေးဌာနရဲ့ရာဇဝတ်မှုဌာနကွယ် ဖက်ဒရယ်စုံစမ်းရေးဘျူရို FBI နဲ့အမေရိကန်လေ့ဝက်အေဂျင်စီ USSS တို့ပါဝင်ပါတယ်အဲ့ဒီလိမ်လည်မှုစင်တာတွေဟာအမေရိကန်နိုင်ငံသားတွေပေါ်ကြီးမားတဲ့တက်ရောက်မှုကိုသိရှိလာတာကြောင့်အဲ့ဒီအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကိုအဓိကထားပြီးတော့အရှိတောင်အရှမာရှိတဲ့အစိုးရဆုံးလိမ်လည်မှုစင်တာတွေနဲ့၎င်းတို့ရဲ့ကောင်းဆောင်တွေကိုစုံစမ်းစစ်ဆေးတာဖြိုခွင်းတာနဲ့တရားစွဲဆိုတာတွေကိုအဓိကလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဒါပြင် Second Center Strike Force ဟာအမေရိကန်ဗန်နာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC နိုင်ငံခြားရေးဌာနနဲ့တခြား agency တွေနဲ့ပူးပေါင်းလို့အစိုးရအတွက်ရရှိနိုင်တဲ့နီလန်အားလုံးကိုအသုံးပြုလို့လိမ်လည်မှုစင်တာတွေကိုပိတ်ဆို့တာတင်းစည်းတာနဲ့လူပုဂ္ဂိုလ်တွေကိုရာဇဝတ်မှုနဲ့တရားစွဲဆိုတာလိမ်လည်သူတွေကိုအသုံးမပြုဖို့အမေရိကန်အခြေခံအဆောက်အအုံတွေကိုလုံခြုံအောင်ပြုလုပ်တာတို့ကိုလှုံ့ဆော်သွားမှာလို့ဆိုထားပါတယ်ခင်ဗျာ ဒီဆက်ပြီးတော့အများပြည်သူပညာပေးတာနဲ့လင်ခန်းသူတွေကိုတချို့သောရောကျင်းငွေတွေပြန်လည်ပေးခြင်းနဲ့ဒီပံ့ပိုးပေးတာတွေကပွဲချင်းတို့ကိုလည်းလှုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ဆိုပါရယ်မြန်မာနိုင်ငံမှာရှိတဲ့ရာဇဝတ်ကွန်ရက်တွေရဲ့စုစုပေါင်းလက်ပတ်ငွေဟာအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီရှိနေပြီးတော့လွန်ခဲ့တဲ့9နှစ်အတွင်းမှာအမေရိကန်နိုင်ငံသားတွေထံကနေပြီးတော့အဲ့ဒီဘီလီယံနဲ့ချီတဲ့ငွေတွေကိုခိုးယူခဲ့တယ်လို့လည်းထုတ်ပြန်ထားပါရယ်ခင်ဗျာနောက်ကြားဖြန့်တဲ့တွင်နဲ့ပတ်သက်တဲ့ ဒီကြဖြန့်ကောင်းဆောင်ဒီရှီကျင်ကျန်းလဲတရုတ်နိုင်ငံ အာဏာပိုင်လက်ထက်ကိုရောက်သွားပါပြီဒီတရုတ်နိုင်ငံကလူရှိနေတဲ့နာမည်ကြီးအွန်လိုင်းငွေလိမ်ကြဖြန့်ကောင်းဆောင်လည်းဖြစ်ရွှေကိုကိုကြဖြန့်ဒီနောက်ွယ်ကတနရရှိသူမစ္စတာရှီကျင်ကျန်းကိုထိုင်းနိုင်ငံကလွှဲပြောင်းပေးအပ်ခဲ့မှာတရုတ်အာဏာပိုင်တွေလက်ထက်ရောက်ရှိသွားပြီဖြစ်တဲ့အကြောင်းဒီနေ့တရုတ်သတင်းစာတွေကဖော်ပြကြပါတယ် အရှေ့တောင်အာရှမှာရှိတဲ့ကာစီနိုလောင်းကစားနဲ့အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာအ धिक ယင်းနှိမ့်မြုံနှံသူရာထိုင်း International Hotel Group ရာထိုင်း IHG ဥက္ကဋ္ဌမစ္စတာရှီကျင်ချန်းကိုအွန်လိုင်းလိမ်လည်မှုနဲ့တရုတ်နိုင်ငံသားတွေထံဘတ်ငွေဘီလီယံပေါင်းများစွာလိမ်လည်မှုနဲ့2022ခုနှစ်ဩဂုတ်လမှာဘန်ကောက်မှာဖမ်းဆီးပြီးတော့ဒီဗဟိုချင်းထောင်ထဲမှာထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုဖန်တီထိမ့်သိမ်းထားတဲ့အချိန်အတွင်းမှာရှီကျင်ကျားဟာ၎င်းဟာအိမ်ချမ်းပြည်ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးသာဖြစ်ပြီးတော့တရုတ်လုံခြုံရေးအေဂျင်စီတွေရဲ့နိုင်ငံရေးနှောက်ယှက်မှုကိုခံခဲ့ရတယ်လို့ဆိုကာဆွဲချက်တွေကိုအဆက်မပြတ်ခုခံခဲ့တယ်လို့ကရင်နယ်ခြားဆောင်တပ် BG ရဲ့ခေါင်းဆောင်ဆွဲချက်သူကလည်းမစ္စတာရှီကျင်ကျားအတွက်ဆူတောင်းပွဲတွေပြုလုပ်ခဲ့ပါသေးတယ်။ဒီဒါပေမဲ့လည်းရှီကျင်ကျားဟာနိုင်ငံတကာရာသွေးမှုတွေအပအဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင် လုပ်ကင်ခဲ့တဲ့ချပ်ဖြန့်ဂိုင်း တွေရဲ့အဓိကကောင်းဆောင်ဖြစ်ထင်ရှားတာကြောင့်တရုတ်နိုင်ငံကိုလွှဲပြောင်းပေးဖို့ထိုင်းအယူခံတရားရုံးကအတည်ပြုဆုံးဖြတ်ပြီးတဲ့နောက်မှာ၃နှစ်ကျော်အချိန်မှာတရုတ်နိုင်ငံကိုပြန်လည်လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်တိုက်ပွဲသတင်းတွေကိုဆက်သွားကြပါမယ်ဒီစလင်းကြီးမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းတက်ဆွဲထားတဲ့စစ်တပ်ကိုရှောက်တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာနိုဝင်ဘာလ17ရက်နေ့ည10:00နာရီလောက်ကစတင်ပြီးတော့စလင်းကြီးမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းမှာတက်ဆွဲထားတဲ့ အချမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကရှော့တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအချမ်းဖက်စစ်တပ်ကထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်တာမရှိသေးပဲစစ်တပ်ကလည်းကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပြစ်ခတ်တာကြောင့်ဆယ်တဲရွာအတွင်းမှာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတွေထိခိုက်မှုမရှိတဲ့အကြောင်းသိရပါပါတယ်ခင်ဗျာ PDF ကဝမ်ပောင်တဲ့ကိုရှော့တိုက်တုံးအလုံး30နဲ့ပြစ်တာမနေ့ကည7:00နာရီလောက်ကနေ17:00နာရီလောက်အထိကိုပြည်သူတွေက ပွဲဖြစ်တယ်ထင်ကြတာစစ်ခွေးတွေကလည်းပြန်ပစ်တယ်လက်နေကြီးတွေနဲ့ဆယ်တဲရွာတဲကိုလက်နေကြီးကြောက်ရောက်ပောက်ကွဲတာပြည်သူတွေတိကိုက်မှုတော့မရှိဘူးလို့ဒေတာတွင်းသတင်းအရင်းမြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာအောက်တိုဘာ23ရက်နေ့ကလည်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်းအတွင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတုံလိုင်းတပ်တွေကတရခုံမမရှော့တိုက်ဒုံးတွေနဲ့နေရာပေါင်းစုံကပစ်ခတ်တိုက်ခိုက်တာမှာကုမ္ပဏီဝင်းအတွင်းပောက်ကွဲတာတွေဖြစ်ပေါ်ခဲ့ပြီးတော့မီးလောင်ကျွမ်းခဲ့တဲ့အကြောင်း ပြီးတော့ဒီဝမ်ပေါင်းကုမ္ပဏီအတွင်းရေးပေါ်အိုးဆွဲတံတွေတညာလုံးထွက်ပေါ်ခဲ့ပြီးတော့မိဇက်ကားတွေစစ်ကားတွေရဲကားတွေနဲ့ယုံရင်ဆန်ကန်ဖြစ်ပွားခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာအကြံဖက်စစ်တပ်ကစနေကြီးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးတာတွေလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတက်ခိုက်တာတွေကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေလို့ပြည်သူတွေစစ်ဘေးရှောင်နေရတဲ့အကြောင်းဒေသခံပြည်သူတွေထံကနေပြီးတော့သိရှိရပါတယ်ခင်ဗျာ။ နောက်သတင်းတပုတ်ကတော့ဒီပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ point 63လုံးဂုံးကိုစစ်ကောင်မရှင်ကထိခိုက်သေးဆုံးတာတွေများနေပြီးတော့ဘူကြီးရာဒူအဆင့်ရှိသူတွေပါတေဆုံးနေတယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းကိုဆက်တင်ပြပါမယ် AA ရဲ့ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတဲ့63လုံး point ဂုံးစကန်ကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတေဆုံးမှုများနေပြီးတော့ဘူကြီးအဆင့်စစ်အရာရှိတူအပြင်းထန်တန်းရရှိထားပြီးတော့စိုးရင်ရတဲ့အခြေအနေရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ ညောင်ချီတော့နဲ့ဆင်လန်အကြလှုပ်ရှားကြီးတက်လာတဲ့စစ်ကောင်ရှင်စစ်ကြောင်းတွေလက်နက်ကြီးပစ်ကူတွေယူပြီးတော့ရှေ့တိုးလာတယ်လို့လည်းသိရပါတယ်ခင်ဗျာဗရောင်စစ်မျက်နှာပြင်မှာစစ်ကောင်ရှင်တပ်မှတေဆုံထိခိုက်ဒဏ်ရသူတွေနဲ့ထွက်ပြေးသူတွေများတာကြောင့်ဒီအင်အားပြုံးတိနေပေမဲ့လည်းနောက်တန်းကနေလို့ထိုးစစ်စင်တာမပြတ်စေဖို့အင်အားစစ်ကူပို့နေတယ်လို့လည်းတွေ့ရပါတယ်ခင်ဗျာ ။အုံရှိပင်လမ်းကနေလို့အင်အားဖြည့်နေရာက28မိုင်လမ်းပိုင်းကိုအသုံးပြုပြီးတော့စစ်အင်အားဖြည့်တင်တာတွေကိုဇက်တိုက်ပြုလုပ်လာတယ်လို့သိရပါတယ်။ဗရောင်းတက်နယ်အတွင်းမှာရှိတဲ့အမှတ်16ကာကွယ်ပစ္စည်းစက်ယုံကပ္ပစ16ရဲ့ကာကင်းစခန်းကိုစစ်ကော်မရှင်ကလက်နက်ကြီးစခန်းအဖြစ်မွန်းမှပြင်ဆင်ပြီးတော့ဒီအရက်ကတက်တော်အေရဲ့တိုက်ခိုက်မှုတွေကိုအပြင်းထန်ခုခံနေရကြောင်းလည်းသိရပါဗျာခင်ဗျာ။ စစ်ကော်မရှင်တပ်ဟာ၎င်းတို့ပြန်လည်သိမ်းယူထားတဲ့ point 63လုံးစခန်းကုန်းကိုအခိုင်အမာခြေကိုယူပြီးတော့လက်နက်ကြီးစခန်းဖြင့်မုံမှန်ပြင်ဆင်တာတွေလုပ်နေတဲ့အကြောင်းတရင်ရင်းမြစ်တွေထံကနေပြီးတော့လည်းသိရပါရယ်ခင်ဗျာအပြင်းတန်ကာကွယ်နေရတဲ့63လုံးစခန်းကိုလည်းလက်နက်ကြီးတွေထပ်ဖြည့်လာတဲ့ညောင်ခြေတော်ဘက်ကစစ်ကြောင်းကလည်းလက်နက်ကြီးဖြစ်ကူယူပြီးရှိတ်တိုးလာတဲ့တောင်ကုတ်တောင်ကြားလမ်းနောက်ပိုင်းကိုဥတည်နေတဲ့စစ်ကြောင်းရှေ့ဆက်တက်လာနေတယ်လို့တက်တဲ့ရင်များဖော်ထုတ်နေတဲ့ဒီစစ်ရေးသုံးသပ်ချက်တွေကိုဖော်ပြပေးနေတဲ့ CDM ဘူကြီးစင်ရောကပြောပြတာဖြစ်ပါတယ်စစ်ကော်မရှင်ကဘရောင်းတောင်ကုတ်လမ်းကြောင်းကိုနယ်မြေစုမှုမှုယူနိုင်ဖို့စီစဉ်နေပေမဲ့လည်းညောင်ကျိုးလေသာတောင်ကျောကိုမတက်နိုင်ပဲနဲ့အေအေရဲ့ကြားဖြတ်တိုက်ခိုက်တာတွေကြောင့်တတ်ဆုံနေရပြီးတော့ကပ္ပစ16ကာကင်းကိုပါစစ်ကော်မရှင်ကပြင်းထန်ကာကွယ်နေရတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာရခိုင်အေယာဝတီအဆက်ရခိုင်မကွေးအဆက်ရခိုင်ပဲခူးအဆက် တိုက်ပွဲတွေကိုပို့ဆောင်ခံထားတဲ့စက္ကကတဆယ်ဆက်ကွန်နဲ့ရန်ကုန်မှာရှိတဲ့အခြေစိုက်တိုင်ရင်းတွေကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေမှာဆိုင်ရန်နယ်မြေတွေအတွင်းပြင်းထန်တိုက်ခိုက်ခံရပြီးတော့ထိခိုက်ဒေဆုံးမှုတွေများလည်းရှိပါတယ်ခင်ဗျာကပ္ပစ6နဲ့ကပ္ပစ16ကာကွယ်ပစ္စည်းစက်ယုံနှစ်ခုကိုကာကွယ်ဖို့အတွက်စစ်ကော်မရှင်ကစစ်အင်ဂျင်နီယာတပ်ရင်းတွေကိုပါထုံနှုတ်အသုံးပြုရတဲ့အခြေအနေထိရောက်ရှိနေတဲ့အကြောင်းလည်းသိရပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီ NUG ကဝင်ကြီးဌာနတချို့ကိုဦးစီးဌာနအဖြစ်ပြောင်းလဲမယ်လို့သိရှိရပါတယ်ခင်ဗျာ အမျိုးသားညီညွတ်ရေးဆိုရ NUG ဟာ၎င်းရဲ့လက်အောက်မှာရှိတဲ့ဝင်ကြီးဌာနတချို့ကိုဦးစီးဌာနအဖြစ်ပြောင်းလဲဖို့အဖွဲ့အတွင်းစွန့်နှိမ့်ညှိနှိုင်းမှုတွေရှိနေတဲ့အကြောင်း NUG နဲ့နှိစက်တဲ့သတင်းတွေကိုကိုးကားပြီးတော့မြန်မာသတင်းဌာနကဖော်ပြထားပါတယ်လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG မှာဝင်ကြီးဌာန16ခုရှိပြီးတော့ဝင်ကြီး16ဦးနဲ့ဒုဝင်ကြီး18ဦးတို့ တာဝန်ထမ်းဆောင်နေကြပါတယ်။ဘယ်ဝန်ကြီးဌာနကိုဥစည်းဌာနဖြစ်ပြောင်းလဲဖို့ရှိနေတယ်လဲဆိုတာကိုတော့လောလောဆယ်မသိရသေးသလိုဒီစုံစမ်းဆွေးနွေးညှိနှိုင်းနေကြသေးတယ်လို့ဒါသိရတယ်လို့ဖော်ပြထားပါတယ်။ဒီဝင်ကြီးဌာနဘလောက်ကြံမလဲမသိသေးဘူးတေချာတာကတော့အတိမပြည့်ရသေးဘူးအခုမှညှိနှိုင်းဆွနေနေကြတုံးပဲလို့ဒီမြစ်စိမသတင်းအရင်းမြစ်တူကလည်းပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ လက်ရှိမှာ NUG ရဲ့ပြုပြင်ပြောင်းလဲရေးကော်မတီဟာဝန်ကြီးဌာနတချို့ကိုဦးစီးဌာနအဖြစ်ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးတော့ပြည်ထောင်စုလွှတ်တော်ကုသပြုကော်မတီ CRPH ထံကိုစာတင်ပြထားတယ်လို့ဒီနောက်ထပ်သတင်းရင်းမြစ်တူကလည်းအတည်ပြုပြောဆိုပါရယ်အခုတော်တော်များများပြတ်နေပါပြီဝန်ကြီးဌာနပြောင်းတဲ့လစ်စင်းတွေကလူထုသာမသိသေးတာပါ CRPH ကကနအူးထုတ်ပြန်ဖို့များတယ်လို့သတင်းရင်းမြစ်ကပြောဆိုပါရယ်ခင်ဗျာ အမျိုးသားညညရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတော့ဒီတင့်တော်တဲ့အချိန်မှာထုတ်ပြန်သွားမယ်လို့ပြောဆိုပါတယ်အဲ့ကိစ္စတွေအခုလောလောဆယ်ဘာမှပြောဖို့မရှိသေးပါဘူး NUG တစုံလုံးပြုပြင်ပြောင်းလဲရင်းနဲ့ပတ်သက်ပြီးတော့တင့်တော်တဲ့အချိန်ကြာရင်ထုတ်ပြန်သွားဖို့ရှိပါတယ်လို့ဥနေဖုံလက်ကနိုဝင်ဘာ၄ရက်နေ့မှာမင်းစိမသတင်းဌာနကိုပြောဆိုထားတာပါအမျိုးသားညညရေးအစိုးရ NUG ကို2020ခုနှစ် AB လ16ရက်မှာစတင်ဖွဲ့စည်းခဲ့ပြီးတော့ ိုင်ငံတော် တမတာဦးဝင်းမြင့်ယာယီတမတာဒူဝါလက်ရှိလနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်စန်းစုကြည်နဲ့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကိုနိုင်ငံတော်အကြီးအကဲဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖမ်းဆီးဖို့ချက်ချင်းဒီလောက်ကြဖို့မြန်မာနိုင်ငံကုလသမဂ္ဂအမြဲတမ်းကုသလဲဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICJ အနေနဲ့အကြံဖက်ရာဇဝတ်သားမင်းအွန်လိုင်းကိုဖဝန်န်းထုတ်ဖို့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုသလယ်တမ်မကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။သူပြောတာကနိုဝင်ဘာ17ရက်ကနယူးယောက်မြို့မှာကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ပြည်ပဆိုင်ရာရာဇဝတ်တရားရုံးရဲ့အချိန်ခန်းစာကောင်းစဉ်နဲ့ဆွေးနွေးပွဲမှာ တမ္မကြီးကအခုလိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးတော့တရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီးစင်းနေတဲ့အတူရောက်ရုပ်ကပွဲကိုပြက်ပြက်သားသားပယ်ချဖို့လဲတိုက်တွန်းထားပါတယ်ခင်ဗျာနိုဝင်ဘာလ23ရက်နေ့နေကမိုင်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်